အဲ့ဒီလိုနဲ့တာဖာနှစ်ယောက်လုံးဟာမြင်းမော်တက်မြင်းစီးပြီးတော့ခီးဆက်လာခဲ့ကြတော့လေအဲ့ဒီလိုခီးဆက်လာရင်းနဲ့ဈေးတနေရာရောက်မှာတော့ခီးသွားတယောက်နဲ့ထက်ဆုံပြန်တယ်ခါတော့ငါရွာတရွာမှာလေသမားလေးတယောက်ရှိတယ်သူ့မှာသားလေးတယောက်နဲ့အတူမြင်းလေးတစ်ကောင်ကိုလည်းမွေးထားတယ်ဒီနေ့တော့သူတို့တာဖာဟာဈေးသွားဖို့ပြင်ဆင်နေကြတော့လေတာကြီးဒီနေ့ဈေးသွားရင်ကွာအဖေတို့မြင်းလေးကိုလည်းခေါ်ခဲ့မယ်လေတာကြီး ကောင်းတာဗောအဖေကလမ်းမှာအဖော်ရတာဗောဗျအဲ့ဒီလိုနဲ့တာဖာနှစ်ယောက်ဟာမြင်းမစည်းပဲနဲ့မြင်းနဲ့အတူလမ်းလျှောက်ပြီးတော့ဈေးကိုထွက်လာခဲ့ကြတော့လေအဲ့ဒီလိုနဲ့လမ်းလျှောက်လာစဉ်လမ်းမှာမိန်းကလေးနှစ်ယောက်နဲ့တွေ့တော့လေဘာကြောင့်နှစ်ယောက်စလုံးလမ်းလျှောက်နေရတာလဲရှင်ရှင်တို့နှစ်ယောက်ထက်ကတယောက်ကတော့စီးတင်တာဗောရှင်ဟုတ်တယ်ရှင်တယောက်တော့စီးမှာဗောဒါဆိုရင်တက်တာလေလေရှင်အဲ့ဒီမိန်းကလေးတွေရဲ့ပြောစကားကိုကြားတော့လေသမားကြီးက"တားကြီးသူတို့ပြောတာလည်းဟုတ်တယ်ကွာ မင်းမြင်းစီးခဲ့ကွာအဖေကတော့လမ်းလျှောက်ပြီးပဲလိုက်ခဲ့တော့မယ်အဲ့ဒီလိုနဲ့သူတို့သားဖားဟာသားကတော့မြင်းစီးပြီးတော့အဖေကတော့လမ်းလျှောက်ပြီးတော့ခီးဆက်လာခဲ့ကြတော့တယ်အဲ့ဒီလိုနဲ့တော့အုပ်လေးတဲ့ကိုရောက်ရှိလာခဲ့ကြတာပေါ့အဲ့ဒီအခါမှာလဲအမျိုးသမီးတစ်ယောက်နဲ့လမ်းမှာဆုံပြန်တယ်အဲ့ဒီအမျိုးသမီးကတော်ပြင်းတဲ့ကောင်လေးပဲရှင့်အသက်ကြီးပြီးတော့အားနေနေတဲ့သူကလမ်းလျှောက်ရပြီးတော့ငယ်ရွယ်တန်မာတဲ့လူကြတော့မြင်းစီးပြီးသွားနေရတယ်ဟုတ်တော့မဟုတ်သေးပါဘူးလေအဲ့ဒီစကားကိုကြားတဲ့လေသမားကြီးကဒါလည်းဟုတ်တယ်ငါသားရ ဒီတစ်ခါအဖေစီးမယ်ကွာမင်းလမ်းလျှောက်တဲ့အလဲပေါ့အဲ့ဒီလိုပြောပြီးတော့တားကတော့လမ်းလျှောက်အဖေကတော့မြင်းစီးပြီးတော့ခီးဆက်လာခဲ့ကြတော့လေအဲ့ဒီလိုခီးဆက်လာရင်းနဲ့လမ်းခုလက်ရောက်တဲ့နေရာမှာတော့ခီးသွားအမျိုးသားတစ်ယောက်နဲ့စုံပြန်တယ်အဲ့ဒီခီးသွားအမျိုးသားကခမရတို့တားဖောက်ကြည့်ရတာလေမောပန်းပြီးတနာစရာကောင်းတဲ့တားနဲ့ခက်ပြင်းပြင်းအဖေပါလားဗျအဲ့ဒီခါလေသမားကြီးကကဲတားကြီးဒီတစ်ခါတော့ငါတို့နှစ်ယောက်လုံးမြင်းစီးပြီးပဲသွားကြမယ်ဟဲ့အဲ့ဒီလိုနဲ့တားဖားနှစ်ယောက်လုံးဟာမြင်းမော်တက် မြင်းစီးပြီးတော့ခီးဆက်လာခဲ့ကြတော့လေအဲ့ဒီတော့ခီးဆက်လာရင်လည်းဈေးတနေရာရောက်မှာတော့ခီးသွားတယောက်နဲ့ထက်ဆုံပြန်တယ်အဲ့ဒီအခါထိုသူကခမည်းတော်ကအတော်ရက်ဆက်တဲ့သူတွေပဲဗျတတဝါလေးတစ်ကောင်ပေါ်မှာလူနှစ်ယောက်တောင်တက်စီးရလားဗျပင်ပင်မမတ်နဲ့တနာစရာကောင်းတဲ့မြင်းလေးပါဗျာကြည့်ပါဦးသူ့ခြေထောက်တွေတောင်ကောင်းကောင်းမသိနိုင်တော့ဘူးဗျအဲ့ဒီလိုပြောစကားကိုကြားလိုက်တော့လေသမားကြီးကဒီလူပြောတာလည်းမှန်တာပဲတားရဲ့တနာစရာကောင်းတဲ့မြင်းကလေးအာကုန်နေပြီကွာငါတို့တော့မသိနိုင်ရှာတော့ဘူးသူ့ကိုသူတော့မသိနိုင်တော့ဘူးကဲ အခုတော့လှုပ်เสียတာမျိုးပဲကြံတော့လေငါသားကြီးငါတို့မြင်းပေါ်မှာဆင်းပြီးတော့မြင်းကိုထမ်းသွားကြတာပေါ့ကွာအဲ့ဒီလိုပြောပြီးတော့တာဖာနှစ်ယောက်ဟာမြင်းမစည်းတော့ပဲနဲ့သူတို့စည်းလာတဲ့မြင်းကလေးကိုတယောက်တစ်ဖက်ထမ်းပြီးတော့ခီးဆက်လာခဲ့ကြတော့လေအဲ့ဒီခါမှလဲလူတွေဟာလူတွေစည်းတဲ့မြင်းကိုကွာမစည်းပဲနဲ့ထမ်းမြန်ထမ်းလာရတယ်လို့တော်တော်ပိတ်နေတာဖာတွေပဲကွာဒါကြောင့်လူတိုင်းကိုကျင်တဲ့အောင်လှုပ်ပေးဖို့ဆိုတာကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျကိုဘာပဲလုပ်လို့ကျင်တဲ့တဲ့သူရှိတယ်လို့မကျင်တဲ့တဲ့သူလည်းရှိတာပဲဗျ လူတွေကျင်တဲ့အောင်လိုက်လုံနေမယ်ဆိုရင်တော့နောက်ဆုံးမှာကိုအကျိုးပြည့်စည်ဖို့ပဲရှိတယ်ဒီတော့ကိုမန်နဲ့ကောင်းတယ်ထင်တာကိုပဲလှုပ်ဖို့လိုပါတယ်ဗျဒါပေမဲ့ကိုမန်နဲ့ကောင်းတယ်ထင်တဲ့အရာတွေကသူတစ်ပါးကိုထိခိုက်ညံ့နာမှုမဖြစ်စေရင်ရပါပြီဗျကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်